။ယေရှုဥက္ကဋ္ဌကြီးဒေနာဝိုက်ကတော့ဂျေရှွာဘန်ကိုတတော်လေးကိုသဘောချနေပါလေ။ဒီပွဲမှာဂျေရှွာဘန်ကလူစားထိုးဝင်ထိုးရပါမယ်ဒီပွဲကိုနိုင်မယ်လို့ UFC ဥက္ကဋ္ဌဒီနာဝိုက်ကိုရိုင်းကဘန်ပေါ်မှာယုံကြည်မှုရှိနေပါတယ်။တစ်ဖက်မှာလေ Brandon Ruby ရဲ့မျက်နှာကြောင့်ဒီပွဲမှာ Joshua Ban ကအပြတ်တက်နိုင်လိမ့်မယ်လို့ UFC ဥက္ကဋ္ဌဒီနာဝိုက်က တိတိကျကျမပြောပေမဲ့ဂျက်ရှွာဘန်လုတ်ပြနိုင်မယ်လို့ယုံကြည်ကြောင်းပြောသွားခဲ့တာပဲဖြစ်ပါတယ်။ဘန်ပေါ်မှာသူ့ရဲ့အခြေတွေကလည်းတတော်လေးကိုသဘောချနေတဲ့ပုံပဲနော်။ဂျက်ရှွာဘန်ကိုရင်ကလည်းဒီပွဲကသူ့အတွက်အရှုံးမရှိလို့ထိုးတာမဟုတ်ဘဲနဲ့သူကနိုင်မယ်လို့မမိကိုကိုယုံကြည်လို့ထိုးတာဖြစ်ပါတယ်။ဘန်ကငယ်ရွယ်ပေမဲ့ဒီလောက်ထိလုတ်ပြနိုင်တာကိုဩဂရာကြီးဒေနာဝက်ကလည်းတတော်လေးကိုအာအောနေပုံရပါတယ်။ဘန်သာဒီပွဲမှာနိုင်ပြီဆိုရင်တော့ဖြစ် Champion စိန်ခေါ်ခွင့်ရတော့မှာဖြစ်ပါတယ်။ဒီကနေ့မနေ့သတင်းစာရှင်းလင်းပွဲမှာတော့ဥက္ကရာကြီးဒေနာဝိုက်ကဒီပွဲကိုနိုင်တဲ့သူက Champion စိန်ခေါ်ခွင့်ရမယ်လို့အသေးလင်းကိုကြေညာထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ Fighter နှစ်ယောက်စလုံးကဒီပွဲကိုနိုင်တာနဲ့အခွင့်အရေးကြီးကြီးမားမားရရှိမှာဖြစ်တဲ့အတွက်မိကုံရန်ကုန်ကြမ်းကြမှာပါ။ Joshua Baha ဆိုရင်လည်းပဲဒီနှစ်ကုံမတိုင်ခင်မှာပဲ Champion ကပါစိန်ခေါ်ခွင့်ရချင်တာကြောင့်အလေးအလေးကိုလုတ်ပြပါလိမ့်မယ်။ ဒီကနေ့သွေးဆုံမှုမှာကြည့်မယ်ဆိုရင်လည်းပဲပြိုင်ပွဲဖြစ်တဲ့ Brandon Rober က9ပေခနဲ့ဆိုပေမဲ့ Joshua Ban က9ပေ5ဆိုပေမဲ့တိတ်ပြီးတော့ကွာဟတဲ့ပုံမပေါက်ပါဘူးအစားတော့တော့တော်လေးကိုကွာဟနေလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်ထားခဲ့ပေမဲ့တိတ်ပြီးတော့ကွာပုံမရပါဘူး Joshua Ban ကတော့ဒီပွဲတော့လူစားထုတ်ဝင်ထိုးရပါမယ်သူတို့အချင်းကလုံလောက်ပါတယ်တဲ့ Bruno Silva တို့ Legend ပြင်ဆင်မှုတွေကဒီပွဲတော့အများကြီးအထောက်အကူဖြစ်တယ်လို့ Joshua Ban ကဆိုသွားတယ် UFC Legend Fighter တော်တော်များများကလည်း Joshua Ban နိုင်မယ်လို့ခံမထားကြတာကိုတွေ့ရတယ်။ပွဲထုတ်ခါနီးမှာ Joshua Ban ကအပေါ်ချင်းနဲ့ပေါက်နေတာကိုတွေ့ရတယ်။အခု Brandon Ruba နဲ့ထိုးဖို့အတွက်နှုတ်ထက်သွားတဲ့ Manny Kick ကိုရင်ကလည်း Joshua Ban ကဒီပွဲမှာအနိုင်ရပြီးတော့မကြခင်မှာ UFC Flyweight ရဲ့ Champion ဖြစ်လာလိမ့်မယ်လို့ခံမထားတာကိုလည်းတွေ့ရပါတယ်နော်။